မင်းအသက်ကဒီနှစ်ကတော့30ပြည့်ရဆိုတော့လေထိတ်စီတောင်းနေပြောင်းနေနှစ်လေးဆိုတော့ပြီးဟုံးရင်တည်းကဒီအသက်ရွယ်ရောက်လို့ရှိရင်ဒီလိုမျိုးလေးလုပ်မယ်ဆိုတာဟိုလွန်ခဲ့တဲ့နှစ်ပေါင်းများစွာရစဉ်းစားထားတာဆိုတော့ငငယ်လေးတည်း အိမ်မက်ပေါ့နော်ဆိုတော့ဒီနှစ်မှာအဲဒီလေးလောက်ဖြစ်တာဒီနှစ်လေးကသူတို့ထက်ချာမေးဆက်တစ်ကကြာကဆောင်လာပြီနေလေဖြစ်တယ်ဆိုတော့အဲဒါပေမဲ့ဒီဒီနှစ်မလို့ဆိုတာချက်ဒီနှစ်မှာလောက်ဖို့ဟိုးအရင်နှစ်တွေကမြေစဉ်းစားထားတာဆိုတော့ဒီနှစ်ကတော့ဒါလောက်ကိုလောက်ဖြစ်မဲ့နှစ်လေးဆိုတော့လေအဲဒါလေးကိုတခြားလေးစီစဉ်ပြီးတော့အအဓိကတော့အဖေကအလုံးပေါ့ဆက်ဆက်ရရစီစဉ်ပေးရပေါ့နော်မေကအလုံးကလည်းများနေရဆိုတော့အဆက်ဆက်ရရစီစဉ်ပြီးပြီးတော့ကိုအမီလောက်ချင်ဟာလေးကို အကောင်းဆုံးအကောင်ထည်ဖို့ဝင်ရတယ်ပေါ့လေကိုသူပြုဝင်ရတော့တကယ်ကိုဝမ်းသာပါပဲဒါပဇင်းမနဲ့ပါအဲမောင်ရောင်30တပါပါဟုတ်ကဲ့အမြတော်တော်တိတ်မစော့ပြီအခုနောက်ပိုင်းမှာနည်းနည်းစော့ပြတာဆိုတော့အခုနောက်ပိုင်းတော့တော်တော်လေးစော့ပြီလို့ရှင်ဝါသနာပါလာတယ်လို့ပဲအဲ့လိုလေးတော့ရှိရဒါပေမဲ့ဘလို့အာအရင်တော့စော့တတ်တာတော့မဟုတ်ဘူးဗောဒါပေမဲ့ဝါသနာတော့ပါလာတယ်ဘုရင်ရဲ့ဆရာတဲ့နော်ဟောတတ်တော့နော်စော့တတ်တယ်နော်တတ်တော့အကောင်းတော့ဖွင့်ထားပြီးတော့ဝင်တွေးလိုက်တယ်မင်း ဲ့လိုမဟာတာလေးဆိုပြီးသူတို့ကိုပြင်နေတယ်နော်ကားဟုတ်တယ်ဟုတ်တယ်အဲကားတဲ့ပုံစံလေးကတော့ဆက်ဆက်လေးနဲ့ချစ်ဖို့ကောင်းပါတယ်သဘောကျတယ်ဟုတ်မိကကျတော့အဲ့လို TikTok မှာတိတ်ပြီးကားရတာမျိုးမဟုတ်ဘဲနဲ့လို့ ਨੇ စကူဆော့တဲ့တလောက်လေးဆော့တာပေါ့နော်အဲ့ဒီချွန်းနဲ့မာမီယာဖြူစင်မိုးဆိုတဲ့ character လေးကနေပါတယ် အဲ့ဒီဖြစ်စမှုရဲ့ character တွေတော့အဲ့ဒီဝိညာဉ်ပုံစံမျိုးလေးပေါ့ဟိုမျောနေတဲ့ပုံစံမျိုးလေးလည်းပါတယ်ဆိုတော့ तू ကသူဒီလူ့ဘဝမှာဖြစ်ခဲ့တဲ့ဖြစ်ပျက်ကိုသူတဆင့်ပေါ့နော်ဒီကအကူညီတောင်းတဲ့သဘောမျိုးလေးတရုပ်ဆောင်ထားရဲဆိုတော့ဒီကလည်းတော့ဝိညာဉ်ကောင်မလေးပုံစံမျိုးလေးပါအဲဆိုတော့အဲဒီကကလည်းမှတ်ကြပါပဲဝိညာဉ်ပုံစံလေးကြောင့်လည်းရှားတယ်လေပြီးတော့တရေလည်းမဟုတ်ဖဲနဲ့ तू ကအဲဒါ horror လေးလည်းနည်းနည်းပါတယ်ပေါ့နော်ဒါပေမဲ့ comedy အဲ drama လေးလည်းပါတယ်ဒါက အဲဒီမှာအဆောင်ငန်းတွေကကိုမင်းမြတ်နေရဲ့တိစားနေရပေါ်ပြားပါတယ်အမတ်တရားရှိလို့အမတ်တရားတော့ကိုမင်းမြတ်နေကတော့ကားဟိုများတော့နေဟိုအမတ်တရားတော့အများကြီးပါပဲဒီကားလေးရဲ့မှာဆိုလို့ရှိရင်ကိုနဲ့ကကိုကဒီပေပီးရဲ့သူတွေနဲ့ဟိုပြောလို့ရရဲဆိုရဲအဲလူမျိုးပေါ့နော်မိရကျတော့အဲ့လိုဝင်းညင်မွားနဲ့ကိုကြီးတောင်းတဲ့လူမျိုးပေါ့ပြီးတော့တိစားကျတော့မိရဲ့ဒီလူဘွားတော့ကောင်းလေးပေါ့အဲသူတိစားဖောက်တာကိုလည်းမိရက ဒီဟိုဟိုဝင်းညင်လွင့်နေတဲ့အချိန်မှာမြင်ရတယ်။ဒီအဲ့လိုသဘောလေး design ရောဒါမှမဟုတ်အမှတ်ကြီးရပြုရှိတယ်။အဲ design ကတော့အမှတ်ကြီးအများကြီးပါပဲ။သူကတော့ကိုမောင်လေးလို့ဖြစ်နေရဆိုတော့ချစ်သူကန်တရုတ်ဆောင်တော့တာမောင်နှမနေရောက်ကတော့တက်နိုင်ဆုံးကောင်းဆုံးဖြစ်အောင်တော့တက်နိုင်မီမီလေးနဲ့တော့တရုတ်ဆောင်ထားပါလေ။အဲ့ဒီချင်းကတော့ဘယ်နည်းရလဲရှိနေတာ။ခင်ဗျားနဲ့ကကားမရတော့လေကိုအကုန်းနဲ့တော့အမှတ်ကြီးအများကြီးပါပဲ။ဒီကားလေးရမှာဆိုလဲဒီကြာရနေရမှာတော့ကောင်းဆုံးပေါ့အဲ့လိုလေတရုတ်ဆောင်ထားပါလေ။ ားဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်တယ်ကားလေးများတယ်ဟုတ် အပြင်မှာအရင်နေ့မှာဘယ်လိုလဲရှိအဲရင်းနေပါတယ်အကိုကကျတော့ကိုလည်းအေးအေးဆေးဆေးပဲပြီးတော့တကယ်အဲ့ဒီလောက်တဲ့အချိန်မှာအဲလို့ပြောပြပေးရမျိုးလေးရှိရဲဆိုတော့ပြောပြရှင်းရှင်းမှာပဲအမှတ်ကြရတော့ဟုတ်ဟုတ်ရှင်းတင်အားလုံးရှင်းတွေ့တော့တယ်ပါအမေတတော်တိတ်မစော့ပြဘူးအခုနောက်ပိုင်းမှာနည်းနည်းစော့ပြတာဆိုတော့အခုနောက်ပိုင်းတော့တတော်လေး ဆော့ပြီးလို့ရှိရင်ဝါသနာပါလာတယ်လို့ပဲအဲ့လိုလေးတော့ရှိရဒါပေမဲ့ဟိုအာအရင်တော့ဆော့တက်တာတော့မဟုတ်ဘူးဗောဒါပေမဲ့ဝါသနာတော့ပါလာတယ်ကိုမင်းမျက်စိအတင်းနော်အော်တက်တော့နော်ဆော့တက်တယ်နော်တက်တော့ကောင်းလာဖွင့်ထားပြီးပါလေဖွင့်တယ်တွေးလိုက်တယ်မင်းအခုရအဲ့လိုမဟာတလေးလေးဆိုသူတို့ကေးကိုပြင်ပြနေတယ်နော်ကားဟုတ်တယ်ဟုတ်တယ်အဲကားရဲ့ပုံစံလေးကတော့ဆက်ဆက်လေးနဲ့ချစ်ဖို့ကောင်းပါတယ်သဘောကျတယ်ဟုတ်မင်းကျတော့အဲ့လိုတက်တော့မှာတိတ်ပြီးကားရတာမျိုးမဟုတ်ဘဲနဲ့ဟိုနဲ့ကိုဆော့တက်တဲ့လောက်လေးဆော့တာပေါ့နော် ်လာကြရင်အဲ့လိုမျိုးတော့ကိုဝင်လာပြီဆိုတော့တာပြီးတာကြီးစော့ဖို့ရှိပါတယ်ရှိပါတယ်အဲ့လိုကို ရင်းနှီးတဲ့သူတွေနဲ့ဆိုရင်အဲ့လိုမျိုးလေးစော့ချင်ပါဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ ဘာကြောင့်လူနဲ့ပတ်သက်ပြီးတော့အဝင်းနေအမွေးနေကကျတော့မေးရဲ့ဒီဒီနှစ်လေးကသူတို့ထက်ချာမေးဆက်တစ်ကကျတော့ကဆောင်းသားပြည်နေလည်းဖြစ်တယ်ဆိုတော့အဒါပေမဲ့ဒီဒီနှစ်မလို့ဆိုတာချက်ဒီနှစ်မှာလောက်ဖို့ဟိုးအရင်နှစ်တွေကမေးကစဉ်းစားထားတာဆိုတော့ဒီနှစ်ကတော့ဒါလောက်ကိုလောက်ဖြစ်မဲ့နှစ်လေးဆိုတော့လေအဒါလေးကိုတခြားလေးစီစဉ်ပြီးတော့အဓိကကတော့အဖေကအလုံးဆက်ဆက်ရရစီစဉ်ပေးရပါတော့เนาะမေးကအလုံး ကလည်းများနေရဆိုတော့အစစအရာစီစဉ်ပြီးပြီးရောကိုအမိလှုပ်ချင်တဲ့ဟာလေးကိုအကောင်းဆုံးအကောင်းခဲ့ဖို့ဝင်ရတယ်ပေါ့လေကိုသူပြုဝင်ရတော့တကယ်ကိုဝမ်းသာပါပဲအဲ့ဒါပဇန်းမနပါဘူးအဲမောင်ရောင်30တပါပါဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ပါဘူးတော့တပါဆိုတာကရရချင်းနေဟမ်မဟုတ်ပါဘူးမိအသက်ကဒီနှစ်က30ပြည့်တာဆိုတော့လေထိုက်စီတောင်းနေပြောင်းနေနှစ်လေးဆိုတော့ပြီးဟိုးရင်နေကဒီအသက်ရွယ်ရောက်လို့ရှိရင်ဒီလိုမျိုးလေးလုပ်မယ်ဆိုတာဟိုလွန်ခဲ့တဲ့နှစ်ပေါင်းများစွာရစဉ်းစားထားတာဆိုတော့ငငယ်လေးတည်း အိမ်မက်ပေါ့နော်ဆိုတော့ဒီနှစ်မှာအဲဒီလိုလောက်ဖြစ်တာပေါ့ဟုတ်တာကိုချွေးနဲ့စာလေးနဲ့လိုခဲ့တော့ဒီတိတိလိုလေးပါအဲပြီးဒီအရန်ဖြစ်ပါတယ်အရန်ကိုကိုတက်နိုင်တဲ့အဲဒီကုတူပေါ့နော်ကိုလောက်ချင်တဲ့အရာလေးကိုလောက်ခွင့်ရတာဆိုတော့အရန်ဝန်တာဆိုတော့ဟိုပါဗျာဒါဘယ်လောက်တုံးခဲ့လဲ အဲ့လိုမျိုးဆိုတာအဲ့လိုမျိုးတော့တွက်ထားတော့မရှိဘူးဒါအလှဆိုတော့အဲဒါအဲ့လိုမျိုးတော့မရှိပါဘူးဟုတ်လို့နော်ဟုတ်တယ်နေရပါတော့ဟုတ်ကွေးတာတွေးမမွေးရဟုတ်ကဲ့ဟုတ်ကဲ့ဒါအမင်းငါကြည့်ရတယ်မင်းလည်းပီတိတွေပြုံးနေတယ်လို့ဝေစားနေဟုတ်ပြီပါအဲတော်တော်ပြောဖို့ကောင်းပါတယ်တကယ်ကိုအလှလှဲ့တဲ့နေ့ဆိုလို့ရှိရင်ဗကန်တစ်မျိုးလုံးမှာမမီလှုပ်ချင်တဲ့လိုမြင်းလဲလေးတွေနဲ့တကယ်မြမရိုးရာနဲ့ဖြစ်တယ်ပြဗကန်မှာဆိုတော့တကယ်မြင်းလဲလေးတွေနဲ့အမှန်တရားတော်တော်ဖြစ်တယ်ဆိုတော့ဟိုလုံနေတဲ့အချိန်မှာအထက်ပေါ့နော်အခုပြီးသွားတဲ့အချိန်လေးမှာအဲဓာတ်ပုံလေး ီဒီယိုလေးပြန်တက်လာရင်တကယ်ဟိုဝမ်းသာတယ်ဟုတ်တယ်တနည်းတနည်းကြီးလာတယ်ပြုတ်ခိုက်တဲ့လူတွေမှာကိုယ့်ရဲ့အပြုတ်ရတာပေါ့နော်အင်းပေါ့နော်မေတို့ကကြတော့ဒါဗုဒ္ဓဘာသာဆိုတော့လေအဲကိုယ့်ရဲ့ဒီကိုပြုတ်ရတဲ့တာတာပေါ့ဟို တာတနာပြုတ်ရတဲ့အချိန်မှာလည်းကိုတစ်ဖက်တစ်လမ်းနေကိုပြီးကိုကနေပြီးတော့လှုပ်ခွင်းရတဲ့အတွက်ဒီကုသိုလ်လေးရတကယ်ဟိုဝမ်းသာတယ်ပေါ့နော်ဟိုပြီးတော့ကိုရဲ့ဒီပဝင်းချင်းအင်းနာဆွေမျိုးတွေဆိုလဲလာကြတယ်တငယ်ချင်းတွေဆိုလဲလာကြတယ်ဆိုအားလုံးကလည်းအဲဒါကုသိုလ်လေးထက်တူရမယ်လို့မျှော်လင့်ပါတယ်ဆောက်ကြခံပြရနော်ဆောက်ကြအဲ့ဒါတကယ်ကြီးလာတယ်ဖဲမီလီယာအဲ့လိုကိုယ်တိုက်မှာကိုကမမအဲ့လိုနဲ့ပြီးတော့မှတ်ကြကြနေတာများတယ်ဟုတ်ကဲ့အဲ့လိုဖြစ်လာလားဒီလူကလေးဆို ောင်းဆောင်ပေါ့ဒါကကြာကိုယ့်ရဲ့ပုံစံမမှုလေးပေါ့အမ်ကိုပုံစံဆိုတော့အဲ့ပေါ့နော်ဟိုကိုယ့်ရဲ့တစ်နှစ်တစ်နှစ်အတွင်းမှာပြောင်းလဲသွားတဲ့ experience ကများတယ်လीနော်တစ်နှစ်အတွင်းမှာကိုဖြစ်ချင်တဲ့အရာတွေဖြစ်တယ်လို့မဖြစ်ချင်တဲ့အရာတွေလည်းဖြစ်ခဲ့တာပဲဆိုတော့ဘာဖြစ်ဖြစ်ဒါတွေကိုမိကတင်ငန်းစာယူတယ်ယူပြီးတော့ရှေ့မှာ အသက်ကြီးလိုက်ချိန်မှာတနေ့တဲ့တနေ့ဘာပြုပြီးပြောင်းလဲရမလဲအဲလူတွေပုံမှန်ဘယ်လိုဆက်ဆံရမလဲဘယ်လိုကိုကောင်းအောင်နေထိုင်ရမလဲဆိုတာနားလည်လာတယ်ပေါ့အရင်တော့ဆိုလို့ရှိရင်တော့ဟိုကိုယ့်ဘဝဖြစ်တဲ့နာပုံများဒါပေမဲ့ဒီနှစ်ပိုင်းနေမှာတရားချင်းစီမှာလို့ပျော်ရွှင်စရာမရှိအောင်တသိလေးပျော်ရွှင်စရာတွေကိုတွေးပြီးတော့ဖြတ်တန်းနေဆိုတော့ဘရမမီအခုနောက်ပိုင်းဆိတ်ငင်စရာတိတ်မရှိတော့ဘဲနဲ့ပျော်လာတယ်ဒီနေ့တရက်တရက်ပျော်နေအဲ့လိုရှိရရှိ အဲ့လိုမှမရှိသေးပါဘူးအဲအလုပ်ကိုတော့အရင်စူးစမ်းနေပေါ့ဒါတော့စဉ်းတော့စဉ်းစားနေပါတယ်အဲ့လိုမျိုးပေါ့30ရာခိုင်ရဲ့အဲ့လိုမျိုးပုံမဲ့တွေဆိုရင်အကောင့်ထဲပေါ်တိုင်းနေတယ်နော်ဒါတရုပ်ဆောင်မှာမလို့ကိုယ့်စီးမိုင်းပိုင်းမှာဆိုရင်ကိုယ့်ဘာကိုထည့်ပေးတယ်ဟုတ်ကဲ့ဟုတ်ဟုတ်ဘလို့ကိုယ့်ရဲ့ဂိုးလေးတော့ပြည့်ပြီသလားပြည့်ရဲ့ဆိုတာဆက်သွားအောင်ပါပေါ့နော်ဒီအသက်ရွယ်ထဲတာလူတွေဆိုတာအသက်ကြီးလာဖို့ပဲရှိတာဆိုတော့အဲနောက်ထပ်အသက်ရွယ်မှာနောက်ထပ်ဖြစ်ချင်တဲ့ goal တွေလည်းအများကြီးရှိသေးတယ်ပြီးတော့အဲနောက်ဟို ဒါကတော့ဒါအလုပ်ကြိုးစားတဲ့အချိန်ပေါ့။နောက်နည်းနည်းကြီးလာတဲ့အချိန်မှလည်းကိုချစ်တဲ့သူရှိနိုင်လေ။ချစ်တဲ့သူနဲ့တူအေးစိတ်နေနိုင်ဖို့လေ။ဒါ main case ဆိုရင်လည်းကိုဘက်ကလည်းစူးစမ်းရတယ်။ပြီးတော့ဒါမိသားစုအတွက်ရောပြီးတော့မိရကျတော့အဲ့လိုခီးထွက်ရကြိုက်တယ်ဆိုတော့နောက်ပိုင်းကျရင် အလုပ်လဲလုပ်ပြီးတော့အဲ့လိုခီးလဲထွက်ချင်တယ်။ကံမှာပဲခြေကြမယ်เออบะกันတော့ဒါအလုံးလုပ်ငန်းဆိုတော့အမြဲတောပြတဲ့နေရာပေါ့နောက်တခြားအဲ့လိုမျိုးဟိုနေရာတွေတွားချင်တာပေါ့အဲ့လိုကိုမရောက်ဘူးသေးရဲ့နိုင်ငံတွေမြို့တွေပေါ့ ဟုတ်ကဲ့အမေတို့ရဲ့ဒီလေချုံနဲ့ဆီမစ်လေးရုပ်ရှင်လေးကိုလေချုံနဲ့ရုပ်ရှင်လေးကိုအားပေးပါလို့မြေပြောချင်ပါတယ်။ကျေးဇူးပါ